ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးမှာလျှက်စစ်မီနဲ့လျှက်စစ်ပစ္စည်းတွေသာလုံးလုံးသုံးမရတော့ရင်ဘာတွေဖြစ်နိုင်မလဲမြို့ပြလူနေမှုစနစ်တစ်ခုမှာလျှက်စစ်မီနဲ့လျှက်စစ်ပစ္စည်းတွေဟာအရာရာပါပဲဒီလိုအရာတွေသာ တကယ်ဘာမှသုံးမရတော့ဘူးဆိုရင်ဘာတွေဖြစ်နိုင်မလဲဆိုတာကျွန်တော်တို့သတိမထားမိကြပါဘူးအဲ့လိုဖြစ်ခဲ့ရင်ဘာတွေကြုံရနိုင်မလဲဆိုတာဒီဇလန်လေးကိုကြည့်ရင်းနဲ့ဂျပန်နိုင်ငံကမိသားစုတစုဟာလျှက်စစ်မီပြတ်တောက်သွားတဲ့အခါမှာအသက်ရှင်သန်အောင်စူးစမ်းရတဲ့ ကြုံရတဲ့အရာတွေကိုပြသထားတဲ့အတွက်ဒီဇလန်လေးကိုပြောပြခြင်းပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့ဟာစီကားပြီးအရာရာအလုံးဟာထွန်းလင်းတောက်ပပြီးလုပ်ငန်းသုံးအရာတွေမှန်သမျှဟာလည်းလျက်စစ်သုံးပစ္စည်းတွေဖြစ်လို့နေပါပြီ။ထို့အထဲမှာမှရုံးဝန်ထမ်းလုပ်ပြီးမိသားစုကိုရှာဖွေကျွေးမွေးနေတဲ့မိသားစုလည်းအပါဝင်ပေါ့။ဒါအပြင်အဖေကရုံးလုပ်လုပ်ပြန်လာတော့လေအလုပ်ပင်ပန်းတော့မိသားစုကိုအချိန်မပေးနိုင် သားသမီး၂ယောက်ဖြစ်တဲ့သားနဲ့သမီးကလည်းမိဘနဲ့ရင်းနှီးမှုမရှိတဲ့အပြင်အမေဆိုရင်လည်းငါးကိုမခုတ်ရဲလို့အလွယ်တကူစားလို့ရတဲ့အစာတွေနဲ့မိသားစုဟာစီလုံးမှုမရှိဘဲနေနေကြတဲ့မိသားစုပါ ဖြစ်ကျင်တော့နည်းနည်းမိုးလင်းတဲ့အခါမှာအဖေဟာနှိုးဆက်ကမမီနာယီကရက်နေတော့အလုံးနောက်ကြပြီဆိုပြီးအပြင်ထွက်လာတော့မိကမလာဘူးဖြစ်နေပါတယ်ဒါပေမဲ့လေသူတို့အခန်းတစ်ခန်းပဲဖြစ်နေတယ်ဆိုပြီးခလေးတွေရောအဖေပါအလုတ်သွားចောင်းသွားဖို့ထွက်လာပါတယ်။တို့ပေမဲ့မိပြက်တာဟာ ူတို့တခန်းထဲမဟုတ်ပဲတတိုင်လုံးဖြစ်နေတာဖြစ်ပြီးဓာတ်လီကားပါတုံးမရတော့ပါဘူး။ဒါကြောင့်မို့ပဲအထက်20ကနေဆင်းလာရပါတယ်။အောက်ရောက်တော့မှလမ်းမှာအားလုံးဟာကိုယ်အလုရှိရာကိုသွားဖို့အလောတကြီးနဲ့ယထာဘုဒ္ဓါကိုလာပြီမဲ့လေယထာလဲအကြောင်းမဲ့ဆက်နိုးလို့မရလို့ယထာအလုံးထွက်မရဖြစ်နေတာနဲ့ကြုံတော့ကားငါးခုကြီးတော်လဲကားတွေလဲဆက်နိုးမရလို့မောင်းမရဘူးဖြစ်နေပါတယ်။ ဒါကြောင့်လည်းပဲနှစ်ပူတာပဲဝေးတဲ့အလုတ်နေရာကိုအဖေဖြစ်သူကလမ်းလျှောက်ပြီးလာရပါတော့တယ်။အဖေလည်းအလုတ်နေရာကိုရောက်တယ်ဆိုရင်ပဲအလုတ်နေရာလည်းတကားကဖွင့်မရဖြစ်နေတော့လူတွေစုယုံပြီးတကားကိုခွဲပြီးအလုတ်နေရာကိုရောက်လာကြရပါတယ်။သားသမီးတွေစာသင်ကျောင်းကိုရောက်ပြီမဲ့လည်းစာသင်စရာကရောက်မလာနိုင်လို့စာမသင်ကြရတော့ကျောင်းသားတွေတောင်ပြောနေပါသေးတယ်။ဒီလိုနဲ့ပဲမိခင်ဖြစ်သူလည်းအမိုက်ပြဖို့အပြင်ထွက်လာရင်းနဲ့ ိမ်ကြီးနားချင်းတွေနဲ့စကားပြောနေရင်းထဲမှာဒီလိုသာမီးပြက်နေရင်ဖျောင်းနိုင်တွေအစားတောက်တွေဝဲထားမှအဆင်ပြေမယ်ဆိုပြီးပြောတဲ့အကိုကြားရတော့သူလည်းလိုက်ဝဲတဲ့အခါမှာတော့လူတွေအားလုံးကပစ္စည်းတွေကိုတိုးကျိတ်ဝဲနေကြရပါတယ်။အဖေရောက်နေတဲ့အလုပ်မှလည်းမီးမလာတဲ့အတွက် အလို့အတွက်အချက်လက်တွေကလည်းကွန်ပျူတာတည်းပဲရှိနေတာဆိုတော့အလို့လုံးမရဖြစ်နေပြီးခေါင်းဆောင်ကဒီနေ့တော့အိမ်ပဲပြန်လိုက်ကြပါလို့ပြောလာတဲ့အတွက်အဖေဖြစ်သူလည်းအလို့ကနေပြန်လာပြီးအိမ်ကိုပြန်ဖို့အတွက်စပိန်တစည်းကဝင်ဝဲပြီးအိမ်ပြန်ရောက်တော့မှောင်တော့မှောင်နေပါပြီဒီလိုနဲ့ပထမနေ့အတိညမှာတော့သူတို့ဟာဖျောင်းနိုင်မင်းနဲ့ပဲညစာကိုစားပြီးအိမ်သာတက်ဖို့ရေမရှိတော့ရေတိုင်ကြီးတွေကရေကိုယူပြီးအိမ်သာတက်ရပါတယ်ကလေးတွေကတော့ဖျောင်းနိုင်မင်းနဲ့မနေဘူးတော့စပိန်တွေတောင်မီးလောင်ပါသေးတယ်ဒါပေမဲ့သူတို့မီးမရှိတဲ့အချိန်မှာပထမဆုံးအလှတရားကိုခံစားမိတာကတော့ညဘက်ကောင်းကင်ကြီးဟာရှင်းလင်းပြီး ကျယ်တွေနဲ့နိုင်ငံဝေတန်းတော်မြင်နေရတာကိုငေးမောကြည့်ခဲ့ကြရပါတယ်ဒီလိုနဲ့တုံးရမြောက်နေ့မှာတော့ရေကမရတော့အစားတောက်ပကံတွေစုပုံနေပြီးအဝိလျှော်ဇက်ကတုံးမရတော့ကိုယ်တိုင်ဝိလျှော်နေရတဲ့အပြင်တိုက်ခန်းဖြစ်တဲ့အတွက်အပြင်မှာအဝေလန်းဖို့နေရာမရှိတော့အိမ်ထဲမှာပဲလှမ်းထားရပါတယ်ဒါပြင်အဖေ့ရဲ့အလုပ်ကလည်းမီးပြန်လာတဲ့အထိအလုပ်ကိုပိတ်ထားလိုက်ပြီး အလောက်ကခေါင်းဆောင်ကိုတိုင်က အဖေကိုတိုကျိုမျိုးကအန်ဒီရရှိနေပြီးတော့ရေတွေရရှိနိုင်မဲ့နယ်ဘက်ကတောနေရာကိုပြောင်းရွှေ့ဖို့ပြောလာပါတယ်။သူလည်းအလောက်ကပြန်လာတော့သူ့အထက်လူကြီးကမျိုးတစ်မျိုးကိုသွားမှဖြစ်ပြီးအဲ့ဒီမှာလျှက်စစ်မိရသေးတယ်လို့ပြောပါတယ်။ သူတို့နေတဲ့တိုက်ခန်းကလူတွေကလည်းတောက်ရီကိုအပြင်က ပေးဝေနေတဲ့နေရာကိုလာရောက်ယူပေမဲ့လည်းပန့်တွေကအလုံးမလုံးတော့အပြင်ကနေလည်းရေမပေးနိုင်တော့ပါဘူးအဖေလည်းအလုတ်ကနေရန်နာပြီးတိုချိုမျိုးကနေနေဘက်ကိုသွားရောက်ရမှာဖြစ်တဲ့အတွက်ဘန်မှာပတ်စံထုတ်ဖို့သွားပေမဲ့လည်းဘန်ကနေပတ်စံထုတ်ဖို့လူတွေကအလူရဲ့ဖြစ်နေကြပြီးစီကံတိုင်းမလုံးကြပဲတိုးကျိတ်နေကြတဲ့အတွက်သူလည်းထိခိုက်တံရရပြီးအိမ်ပြန်လာရပါတယ်ခုနေမြောက်နေ့မှာတော့တိုချိုမျိုးကြီးဟာ၆ကတ်နေပြီး ကုံစုံဆိုင်တွေလည်းပစ္စည်းတွေကပြက်လက်နေပါပြီ။ထုံမီသားစုတို့နေတဲ့တိုက်ခန်းကလူတွေကလည်းဘယ်လိုဆက်လုပ်ကြမလဲဆိုတာတိုင်ပြင်းနေကြတော့မှာပဲ။တချို့လူတွေကနေဘက်ကိုထွက်သွားနေကြပါပြီ။ဒါကြောင့်မဲသူတို့မိသားစုလည်းလျှက်စီမီရရှိတဲ့မြို့ကိုလေရင်နဲ့သွားဖို့ပြင်ဆင်ကြပြီးအဖေကလည်းဘန်ကနေပတ်စံကမထုတ်နိုင်တော့လင်းလက်မှတ်ဝယ်ဖို့ပတ်စံနည်းနည်းပဲရှိနေလို့စိတ်ညစ်နေတဲ့အချိန်မှာမိခင်ဖြစ်သူကသူစုထားတဲ့ငွေသားတွေကိုပြတော့မှအံဩသွားရပါသေးတယ်။ဒီလိုနဲ့နနက်ခင်းရောက်တဲ့အခါမှာတော့သူတို့မိသားစုလည်းတိုက်ကနေထွက်လာခဲ့ပြီးစပိန်နဲ့ပဲထွက်လာကြပါတယ် လန်ခီမှာလည်းတောက်ရည်ရဲ့တံမိုးဟာအစမတန်မြင့်တက်နေပြီးရောင်းနေကြပါတယ်သူတို့လည်းမဝယ်ပဲဇီသက်တာတဲ့နေရာကိုရှာပေမဲ့မရနိုင်တဲ့အဆုံးရောင်းတဲ့ရည်ကိုဝယ်ပြီးစားရပါတယ်ဒီလိုစားတော့ပြီးတော့အိမ်သာတက်မယ်ဆိုပြီးအိမ်သာကိုသွားတော့လေအိမ်သာအနက်မခံနိုင်လောက်အောင်နန်းစော်နေပြီးဖြစ်တဲ့အတွက်ကြောင့်ဂျုံတလိုပဲလမ်းပေးမှာပဲခလေးတွေရာဖြစ်ရှင်းရပါတော့တယ် ဒါပေမဲ့လေရင်ကွင်းကိုရောက်တယ်ဆိုရင်ပဲလေရင်ကမထွက်နိုင်လို့ပိတ်ထားတဲ့အခါမှာတော့အစိုးရကတတ်တက်လောက်တာဆိုပြီးလူတွေဟာတိုးကြိတ်ကြတဲ့အတွက်မိသားစုနဲ့လူအုပ်ထဲကနေတိုးကြိတ်ထွက်လာရပြီးလျှက်စင်မြည်ရတယ်ဆိုတဲ့မျိုးကိုဆက်ထွက်လာကြပါတယ်။ညဘက်ကတော့ဟိုတယ်တစ်ခုမှာဈေးအဆမတန်ပေးပြီးတဲခိုရပါတယ်။လျှက်စင်မြည်ရတယ်ဆိုတဲ့မျိုးကိုထွက်ဖို့ဘဲကသွားရမှမသိတော့လူမရှိတော့တဲ့ဈေးဆိုင်တစ်ခုမှာမြေပုံဝင်ရှာပေမဲ့လည်းခလေးသုံးတဲ့မြေပုံသာရခဲ့ပြီးအစားအသောက်အတွက်လမ်းမှာတွေးတဲ့ဆိုင်ကိုဝင်ဝဲတဲ့အခါမှာတော့အစားအသောက်တွေကိုငွေကြေးအပြင် တန်ဖိုးရှိတဲ့အရာတွေနဲ့မရောတော့ပဲအစားအသောက်တစ်ခုခုနဲ့ပဲလဲလဲနေလို့ပါလာတဲ့ရေဘူးနဲ့အရက်တွေကိုပေးပြီးဆိုင်းအိတ်ကိုဝယ်လာရပါတယ်သူတို့လည်းအဝေးပြေးလမ်းမကြီးကိုရောက်တယ်ဆိုရင်ပဲလူတွေအားလုံးဟာသူတို့သွားနေတဲ့လျှက်စီမီရတယ်ဆိုတဲ့မျိုးဘက်ကိုသွားနေကြပြီးသူတို့ကတော့စပိန်နဲ့ဆက်လက်နင်းလာကြပါတယ်ညနေဆောင်တော့လမ်းကလူများတဲ့နေရာမှာပဲနားကြရင်ညရောက်တဲ့အခါမှာတော့သူတို့ရေဘူးကိုလူတယောက်ကလာခိုးလို့နောက်ကလိုက်ပြီးရိုက်မယ်လို့တော့ခိုးတဲ့သူကခလေးလေးကိုရေတိုက်နေတာတွေ့တော့မှ ရံမပြူတော့ပဲပြန်ထွက်လာခဲ့ပါတယ်။စမ်းကြောင်းတစ်ခုနားရောက်တော့ရှိတဲ့အဝတ်တွေကိုလျှော်လန်းပြီးစားတောက်နေကြပြီးတောက်ဖို့ရည်မရှိတော့ဖေပြစ်သူဟာစမ်းကြောင်းကရည်ကိုတောက်လို့ရတယ်ဆိုပြီးတောက်လိုက်ပါသေးတယ်။သူတို့ဆက်လက်သွားတဲ့အခါမှာတော့လမ်းမှာလေပြင်းနဲ့တွေ့ပြီးမိုးအသေးအတန်ရွာတဲ့အတွက်စပိန်တွေကိုထားပြီးတံတားအုပ်ကိုဝင်ခိုးတဲ့အခါမှာတော့စပိန်တွေကလေနဲ့ပါကုန်ပြီးမိုးဆဲတဲ့အခါမှာတော့သူတို့ပါလာတဲ့ဆန်တွေကရေဆိုပြီးသုံးမရတော့တဲ့အပြင်စပိန်တွေကလည်းလေတံနဲ့လွင့်ထွက်တုံးကတာယာတွေလည်းပေါက်ပြဲကုန်ပါတယ်။စမ်းကြောင်းရည်ကိုတောက်ခဲ့တဲ့အဖေဖြစ်သူလဲဝမ်းကရှောပါတော့တယ်။ ဒီလိုနဲ့တနေရာကိုရောက်လို့စားစရာတွေလည်းမရှိတော့ကုန်တိုက်ထဲကိုသွားတဲ့အခါမှာတော့စားစရာတွေကမရှိတော့ပဲကြောင်စာတွေပဲရှိတော့တဲ့အတွက်ကြောင်စာတွေကိုယူလာပြီးစားတဲ့အခါမှာတော့ဘလို့မှမစားနိုင်ပဲဖြစ်ရပါတယ်ဒါပေမဲ့အစားမစားရပဲရက်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ကြောင်စာတွေကိုပဲစားတော့ပြီးခရီးဆက်ထွက်လာတဲ့အခါမှာတော့လူတစုနဲ့တွေ့တော့သူတို့ကစားတော့နေရပြီးဘာတွေစားနေလဲမေးတော့မှအသီးတွေကိုအချောက်လမ်းပြီးရေကိုယ်ထဲကြောက်စရစ်နဲ့စစ်ပြီးကြိုချက်တောက်လို့ရအောင်ပြောပြပါတယ် နောက်တော့လျှက်စစ်မလို့ပဲဖလင်နဲ့ဓာတ်ပုံရိုက်လို့ရတဲ့ကင်မရာပါတဲ့တယောက်ကသူတို့မိသားစုကိုအမတ်တရဓာတ်ပုံရိုက်ပေးလိုက်ပြီးသူတို့လည်းအစဉ်ပြေရင်ဓာတ်ပုံကိုပို့ပေးမယ်လို့ပြောတော့လိမ့်စာပေးပြီးအတူတူခီးထွက်လာကြပါတယ်သူတို့သွားမဲ့မျိုးဘက်နဲ့လမ်းမတူလို့လမ်းခွဲလိုက်ကြပြီးသူ့အဖေခေါ်လာတဲ့မျိုးကလည်းသူတို့ထင်ထားသလိုလျှက်စစ်မြင်မရှိတော့ပဲတမျိုးလုံးလဲသူတို့ကြုံခဲ့သလိုဖြစ်နေတဲ့အတွက်သားသမီးတွေကသူတို့အဖေကိုဒီလောက်ဒုက္ခရောက်တာအဖေခေါ်လာလို့ဆိုပြီးအပြစ်တင်ကြပါတယ် အဲ့လိုနဲ့မျိုးရဲကိုဆက်လာတဲ့အခါမှာတော့လူတွေကဆူယုံနေကြပြီးအသားတွေငါးတွေကိုကင်စားနေတာတွေ့တော့မှသူတို့ဟာ ပြားတိုက်ထဲကငါးတွေကိုယူစားနေကြပြီသူတို့လည်းဝင်ရောက်တန်းစီပြီးယူဖို့လုပ်ပေမဲ့သူတို့အလှည့်ရောက်တဲ့အခါမှာတော့ဘာစားစရာမှမကျန်တော့တဲ့အတွက်ဖေဖြစ်သူဟာဝေပေးတဲ့သူကိုခြေထောက်ကိုဖက်ပြီးတောင်းပန်ပေးမဲ့လည်းဘာမှမစားရဘူးဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ထွက်လာကြပြီးနေရက်တွေကကုန်ပြီးမီးပြတ်သွားတာရက်ပေါင်း68ရက်ကြာခဲ့ပြီးသူတို့လည်းလမ်းမှာအစာရေစာပြတ်ပြီးစပိန်တွေတောင်မတွန်းနိုင်ကြတော့ပဲဖြစ်နေတဲ့အချိန်မှာဘောက်ဖက်တကောင်ကိုတွေးလို့စာစာနဲ့စားဖို့လုပ်နေတော့မှပဲဝက်တကောင်ကိုတွေးတော့မိသားတစုလုံးဝက်ကိုလိုက်ဖမ်းကြပြီးဝက်ကိုမိသွားပါတယ် ဒါပေမဲ့ဝက်ကိုဘလို့အသားလျရမယ်မသိဖြစ်နေတဲ့အချိန်မှာပဲလေသမားကြီးတယောက်ကရောက်လာပြီးဝက်ကိုဖြတ်ပြီးသူတို့လည်းအစားစားရတော့မှမို့ဝက်ကိုကုသေးပေးပြီးလေသမားကြီးအိမ်ကိုလိုက်သွားပါတယ်။ကိုရောက်တော့သူတို့ကိုလေသမားကြီးကသူ့ဝက်တွေလွတ်ထွက်သွားတာကိုလိုက်ဖမ်းပေးတဲ့အတွက်အစာကျွေးပြီးဝက်သားကိုလှိခိုင်းပါတော့တယ်။ငားတောင်ဓာတ်နဲ့မခုတ်ရဲတဲ့မိသားစုဟာအစာစားရဖို့အတွက်ဝက်သားကိုယွံ့ယွံ့နဲ့ပဲလှိကြရပါတော့တယ်။ပြီးတော့မီးမရှိတော့တဲ့အတွက်ရေခဲတက်တာသုံးမရတော့ကြာရှည်ခံအောင်ကြက်တိုက်ပြီးထားရပါတယ်။ အဲ့လိုချက်တိုက်ပြီးစားလို့ရတဲ့အထိဖြစ်ဖို့ကလည်းခုနှစ်ရက်တောင်ကြာမှဖြစ်တဲ့အတွက်သူတို့လည်းလေသမားကြီးရဲ့အလုပ်တွေကိုဝင်ကူနေရင်လေသမားကြီးအိမ်မှာနေဖြစ်ကြပါတယ်ဒီလိုနဲ့ဝက်ကိုချက်တိုက်တာကအသားကျက်သွားတဲ့အချိန်မှာလေသမားကြီးကသူ့အိမ်မှာဆက်နေခြင်းနဲ့ဆိုလဲသူ့အလုပ်တွေကိုဝိုင်းကူနေရင်နေလို့ရအောင်ပြောပြီးမဲ့အမျိုးသမီးရဲ့အဖေကလည်း ပင်လေကမ်းခြေတစ်ခုမှာငါးဖက်နဲ့အလုပ်ကိုလုပ်နေတာဖြစ်တဲ့အတွက်အသည့်ကိုပဲသွားဖို့သဘောတူကြပြီးလေသမားကြီးကပေးတဲ့အစာတွေယူပြီးလေသမားကြီးကိုနှုတ်ဆက်ပြီးထွက်လာကြပါတယ်သူတို့ထွက်လာပြီးမြေတစ်ခုကိုရောက်တဲ့အခါမှာတော့မြေပုံမှာတွေ့တယ်လို့သတားရှိမနေတော့ပဲဖြစ်တဲ့အခါမှာတော့ဖောင်လုပ်ပြီးကူးကြရပါတယ်အမျိုးသမီးနဲ့သမီးကိုတစ်ဖက်ကမ်းကိုပို့ပြီးတဲ့အခါမှာတော့ခရီးရှေ့ဆက်ဖို့စပိန်တွေကိုလိုတဲ့အတွက် ဖောင်နဲ့ပြန်ပြီးတဖက်ကန်းကိုပြန်ယူတဲ့အခါမှာတော့မိုးတွေကရွာလာပြီးတောင်ပေါ်ကနေရေတွေစီးလာတဲ့အတွက်စပိန်တွေတင်ပြီးပြန်ကူးလာတဲ့သားဗာနှစ်ယောက်ဟာရေစီးတံကြားမှာအဆင်ပြေတယ်လို့လှုပ်ထားတဲ့ဖောင်ဟာပျက်စီးသွားပြီးရေကူးတက်တဲ့သားကတော့ရေကူးနိုင်ပေမဲ့ရေမကူးတက်တဲ့အဖေကတော့ရေနစ်ပြီးမျောပါသွားပြီးသားကလိုက်ရှာတဲ့အခါမှာတော့သူ့အဖေရဲ့စပိန်အတုကိုသာပြန်တွေ့ရပြီးလူကိုတော့ရှာမတွေ့ခဲ့တဲ့အတွက်မိသားစုလည်း ဝမ်းထဲကြည်ခွဲပြီးခရီးကိုဆက်လာကြပါတယ်။ယထာလက်မတစ်ခုမှာအဖေဆုံးရှုံးသွားလို့တတိယပြီးမိသားစုလိုက်ငိုကြွေးနေတော့မှပဲယထာတန်တစ်ခုကိုကြားရပြီးရှေးခေတ်ကြောင်မီသွေးသုံးယထာတစည်းကိုတွေ့ရပါတော့တယ်။သူတို့လည်းယထာနဲ့လိုက်လာပြီးအစားအသောက်တွေနဲ့ရရှိပါတော့တယ်။မြည့်ရဲ့တနေရာမှာတော့အဖေဖြစ်သူဟာကန်းဆက်ပေါ်မှာတင်နေပြီးမတည်ပဲမေမျောနေရာကနေပြန်နိုးလာပြီးလမ်းမအတိုင်းလမ်းလျှောက်လာပါတယ်။သူလည်းရေနေမောတန်အစားမစားရတဲ့တန်နဲ့ လေခွင်းထဲမှာနားနေတော့ယထာမောင်းလာတဲ့အတန်ကိုကြားတော့လူကလည်းမထနိုင်တော့သူ့မှာပါလာတဲ့မီးရှူးနဲ့အချက်ပေးလိုက်တဲ့အခါမှာတော့စိတ်ပြက်အားငယ်နေတဲ့မိသားစုကမီးရှူးကိုတွေ့ပြီးကြီးလိုက်တဲ့အခါမှာသူ့အဖေမှန်းသိတော့ယထာကိုရခိုင်ပြီးသူတို့မိသားစုလည်းယထာနဲ့ထပ်ပြီးလိုက်လာပါတော့တယ်ဒီလိုနဲ့ကလေးတွေရဲ့အဖိုးအမျိုးသမီးရဲ့အဖေနေတဲ့ရွာကိုရောက်သွားပါတော့တယ်အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာတော့ကောင်လေးလည်းပင်လယ်ထဲမှာကိုယ်တိုင်ငါးဖမ်းပြီးကောင်မလေးလည်းရကန်းတွေကိုယ်တိုင်ရက်လုံနိုင်နေပါပြီတနေ့နက်နက်ဆောဆောမှာပဲ သူတို့အဖေကအိယာကနိုးလာပြီးအတန်တစ်ခုကိုကြားလို့တွားကြည့်တဲ့အခါမှာတော့သူတို့ရဲ့နိုးဆက်နာကြီးကအတန်ထမြီလာပြီးလျှက်စစ်မီးတွေလည်းပြန်လဲရရှိနေတာကိုတွေ့ရပါတော့တယ်အဲ့ဒီနောက်တော့တိုဂျိုမျိုးကြီးလည်းပြန်လဲတန်ရှေးတွေလှုပ်ပြီးထိုကဲ့သို့လျှက်စစ်မီးပြတ်တောက်ပြီးလျှက်စစ်သုံးပစ္စည်းတွေတုံးမရတော့တာကိုအကြောင်းရင်းရှာမရပဲသတင်းတွေမှာဟိုဒီပြောနေကြပြီးတူဂျိုမျိုးကိုပြန်လဲရောက်ရှိလာတဲ့မိသားစုလေးကတော့အရင်လိုတစိမ့်ဆန်ဆန်မဟုတ်တော့ဘဲစီစီလုံးလုံးနဲ့ပြန်ဖြစ်နေပါပြီ။နောက်တော့ စာပို့သမားတယောက်ကသူတို့အတွက်ရောက်လာတဲ့စာကိုဖောက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ကိုလမ်းမှာဓာတ်ပုံရိုက်ပေးခဲ့တဲ့သူတို့ဒုက္ခရောက်နေတဲ့တုန်းကမိသားစုပုံကိုကြည့်ရင်ဇလန်းလေးလေးပြီးဆုံးသွားပါတယ်။ဆရာကြီးတို့လည်းလျှက်စင်မီမရတော့ရင်ဘာလုပ်မလဲလို့တွေးနေကြရမလို့ပဲကိုယ်တိုင်လျှက်စင်မီပြတ်တာကိုကြုံနေရတဲ့အတွက်ဒီကားလေးကိုပို့ပြီးနားလည်နိုင်မှာပါလို့ပြောကြရင်အားလုံးကိုကျေးဇူးတင်ပါတယ်။